အဆက်တည်းမှာပြတ်တောက်မရဘူးပြတ်တောက်နေရဆိုတော့ဒါဖမ်းသွားတာပေါ့ဒီလိုပဲပြောမှာဆိုတော့တော့ဖမ်းမှခေါ်ခေါ်ပါကိုလိုမဟုတ်ဘူးပြောချင်တာကစာရဖခေါ်သွားတဲ့ကိစ္စဆိုတော့မြန်မာနိုင်ငံရဲ့ဘက်ကခေါ်ရင်ဒါရာဇဝတ်ပြစ်မှုနော်ရဲရဲပိုင်းပြစ်မှုဒါစစ်ဘက်ရဲ့လူမျိုးရေးတပ်ဖွဲ့အစာဖအနေနဲ့ခေါ်ယူထိန်းသိမ်းပြီဆိုရင်နိုင်ငံတော်ပုံငန်းမှုရယ်မတရားသိမ်းတဲ့ဆက်နွယ်တဲ့ပြစ်မှုမျိုးရယ်လက်နက်နဲ့ပတ်သက်တဲ့ပြစ်မှုမျိုးရယ်အဓိကဒီကိစ္စကြီးနိုင်ငံတော်လူမျိုးရေးကိုထိခိုက်စေမဲ့ပြစ်မှုမျိုးကိုလောက်ပဲစစ်ဘက်ရဲ့လူမျိုးရေးကစစ်ကြောတာဆိုတော့ ဘုဇမင်းတို့များလည်းပြောသူတဘာမှုညာမှုမောင်ဖုံမှုဘာညာအဲ့လောက်ကလေးနဲ့စာဖာအစ်မဘူးဒါတွေကဒါရဲကြီးပိုင်နဲ့ရဲစစ်လို့ရတဲ့မှုတွေအဲ့တော့နိုင်ငံတော်နဲ့ပတ်သက်တဲ့နိုင်ငံတော်လုံခြုံရေးနဲ့ပတ်သက်တဲ့ကိစ္စမျိုးပါဝင်ပတ်သက်နေလို့ဒါပဲဒါစာဖာအကုန်စစ်တဲ့ဖြစ်လိမ့်မယ်လို့အကြမ်းမြင်ကျွန်တော်သုံးသပ်တယ်ကျွန်တော်သုံးသပ်တယ်ဆိုတာလေကျွန်တော်ရှိဦးပေးဖို့တဲ့တရင်ရင်းမြစ်တစ်ခု၆သုံးထားလိုက်တာဇော်ဘုံဟင်းဟာသူ့ရဲ့အတွင်းစိတ်တံကူကသူကတော်တော်ကိုတိုင်းပြည်ကိုချစ်တဲ့သူကသူ့ရဲ့ရှင်နေရစကားတွေတော့တနေ့ကိုတမင်းနှစ်နှစ်ပဲစားရတဲ့အတူတူ ဘာလောဘတက်နေကြလူတဲဆိုသူ့ရဲ့စကားလေးတွေကဒါအမှန်တရားပဲတနေ့လူတန်းကတမင်းနဲ့နဲ့ပဲစားတာကိုခင်မှာကိုတန်းကြီးကိုကောင်းကောင်းထုတ်သွားမယ်ဆိုစိတ်တဲ့မျိုးတော့ထားတင်တာပေါ့ဒါသူ့ရဲ့စကားတွေမှာကိုကြီးမှန်ကန်တဲ့အချက်တွေကိုထောက်ပြတာအဲ့တော့ तू က follower များလာမယ်သူ့ရဲ့နောက်အင်အားများလာလို့ရှိလို့ရှိရင်ချိန်တန်ကြလို့ရှိလို့ရှိရင်ဇော်ပွင့်ရနိုင်ငံတော်တမရတော်ဖြစ်နိုင်တဲ့အခြေချင်းရှိနော်စိတ်ကူးရင်ကြည့်လိုက်ဇော်ပွင့်နိုင်ငံတော်တမရဖြစ်လို့ရှိရင် နော်တန်းစီပြီးဒုက္ခရောက်မဲ့ကောင်တွေအများကြီးပဲဇော်ဖုံးရဲ့တန်တော်ကြဇော်ဖုံးကြီးကန်ကောင်းပါစီကိုကြီးကတော့မထင်ပါဘူးဒါပေမဲ့မသိရသေးဘူးကွာတော့ లై ဘုံမှာလဲဇော်ဖုံးကြီးပြောင်းလေနော်ကိုကြီးသိတဲ့လူတွေမြတ်တောင်းကြပါဘူးငါညီလေးငါရမ်းချစ်တာဇော်ဖုံးကြီးကျွန်တော်အမိကြတယ်2021ခုနှစ်အာနာထိန်ပြီးတဲ့နောက်ပိုင်းကနေစပြီးတော့အာနိုင်ငံရေးလေးလာတုံးသက်သူဖြစ်ပေါ်တော့ပြောခဲ့တဲ့မြန်မာတမတော်ကြီးဘက်ကရက်တည်ပြီးတော့ပြောလာခဲ့တာအခုဒါ2020ငါးခုနှစ် ကျွန်တော်လည်းရောက်ပြီပေါ့ဒီချိန်ကြီးကွဲစားကြီးခမရဘာရခဲ့ဘူးတလဲဘာရရခဲ့လဲလို့မေးကျွန်တော်မှာဖြည့်စရာစကားတခုမှရှိတယ်ဒီနေ့ဒီချိန်ထိကျွန်တော်ရခဲ့တဲ့အရာတော့နောင်တအားလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့အများထင်နေသလိုဇော်ဘုံဟင်းကိုစစ်ဆေးရုံများဖမ်းဆီးသွားတာမဖြစ်နိုင်ပဲနိုင်ငံတော်ပုံကံမှုအကြမ်းဖက်အဖွဲ့အစည်းများနဲ့ဆက်သွယ်မှုစတဲ့ပြင်းထန်တဲ့ပုံမှန်တွေနဲ့အမှုရင်ဆိုင်ရနိုင်ကြောင်းအပသားမောင်ရစာတုံးသက်လိုက်ပြီးမှ အဆုံးထိနားဆင်ဝေဖန်ပေးသွားကြပါဦးခင်ဗျာနောက်ပြကတည်းကညီလေးမလို့သိပါဘူးကွာလေရှင်ကြီးရတယ်ကိုဆာဖာဆင်နေတာကွာလေတမှုလည်းမဟုတ်ဘူးဆိုတော့ဘာဖြစ်လို့ပြောမလို့လေအဲ့တော့အချမ်းမြင့်မို့ဒါကျွန်တော်တို့နားလေတလောက်ကျွန်တော်တို့သိတယ်လောက်ဥပဒေကြီးရပါတော့ကျွန်တော်တို့လေကိုနားလေတလောက်သိတယ်လောက်ပြောတော့ဥပဒေကိုကျွန်းကျင်ချင်းအဲတိတဲ့ဥပဒေဘတ်တော်သားလည်းမဟုတ်ပါဘူးနော်ဒါပေမဲ့ကိုနားတယ်နားလေတလောက်ကိုဒါကျွန်တော်ပြန်ပြီးညှောက်ရတာအဲကျွန်တော်ကိုရီပေါ့နော်ကိုရီအနေနဲ့ပြောရမယ်ဆိုငါငါပုံနဲ့ဆွဲခိုင်းရင်ရတဲ့ဖွဲ့ဖမ်းတယ်ရတဲ့ဖွဲ့ဖမ်းပြီးတာလေအဲ့ဖမ်းတဲ့နေ့မှာမြို့နယ်ဥပဒေတရားရှိရောဥပဒေကျန်တောင်းတယ် ဆိုဥပဒေကြမ်းတောင်းပြီးအစီရပြီဆိုရင်တရားရုံးကိုပို့တယ်တရားရုံးကနေချုပ်မိယူတယ်အဲ့တော့14ရက်ရတယ်ဂျမိုင်းတပတ်ပေါ့အဲ့တော့14ရက်မှာရဲလုံငန်းစဉ်ပြီးအောင်လုပ်ရတယ်လုပ်ပြီးတရားရုံးတရားစွပ်စွပ်တင်ပို့တယ်အဲ့တော့တရားသူကြီးကနောက်ထပ်ဂျမန်ပေးတယ်ပြီးရင်အချင်းထောင်ကိုပို့တယ်ဆိုတော့အချင်းထောင်အချုပ်မှာပေါ့ပြောင်းပြီးနေရတယ်ပြီးတော့မှအဲ့ဒီငါးငါးနဲ့တရားဆွဲခိုင်းတဲ့လူကအချင်းထောင်ထဲမှာထောင်နေတရားရုံးအထုတရားရုံးဆိုတာရှိတယ်အဲ့ဒီတရားရုံးမှာအမှုစပီးရင်ဆိုင်ရတယ်ပြီးတော့ထောင်ချတယ်ရိုးရှင်းလေးပဲထားပဲဆိုတော့အခုကိုစပေါင်းခင်းကဆာဖာဖမ်းသွားတာ စာဖတ်ခေါ်သွားတာပေါ့နော်။ဒါဆိုဖတ်တာလည်းဖြစ်ပြီးခေါ်လိုက်ဖြစ်တာတော့ကျွန်တော်မသိနိုင်ဘူးနော်။အဲ့ဒီကြရလို့သူ့အရင်လည်းလာခေါ်သွားတယ်။ဒါအများကြီးမှာတော့လုံညွှန်းရေးပုံကိုခေါ်ဆိုင်ဆိုတာဖတ်နေလို့မမြင်တာဘူး။ဒါတကယ်တော့သူ့ဖမ်းထားလို့ဆိုရင်သူဖုန်းလေးပဲတုံးမှာပေါ့။ဆက်သွေးရမှာပေါ့။ဘာဆက်တယ်မှာပြတ်တောက်မရောပြတ်တောက်နေရဆိုတော့ဒါဖမ်းသွားတာပေါ့။ဒီလိုပဲပြောရမှာ။ဆိုတော့သူ့ဖမ်းမှခေါ်ခေါ်ပါကိုလိုမဟုတ်ဘူး။ပြောချင်တာကစာဖတ်ခေါ်သွားတဲ့ကိစ္စ။ဆိုတော့မြန်မာနိုင်ငံရဲ့ဘက်ကခေါ်ရင်ဒါရာဇဝတ်ပြစ်မှုနော်ရဲရဲပိုင်နဲ့ပြစ်မှု။ဒါဆက်ဖက်ရလုံညွှန်းရေးတပ်ဖွဲ့စာဖတ်အနေနဲ့ခေါ်ယူထိန်းသိမ်းပြီဆိုရင်နိုင်ငံတော်ပုံငန်းမှုရယ်မတရားသိမ်းတဲ့ ဆက်နွယ်တဲ့ပြစ်မှုမျိုးရယ်လက်နက်နဲ့ပတ်သက်တဲ့ပြစ်မှုမျိုးရယ်အဓိကဒီကိစ္စကြီးနိုင်ငံတော်လူမျိုးရေးကိုထိခိုက်စေမဲ့ပြစ်မှုမျိုးကိုလောက်ပဲစစ်ဖက်ရဲလူမျိုးရေးကစစ်ကြောတာဆိုတော့ကိုယ်စုံမျိုးတို့များလည်းပြောသူတဘာမှုညာမှုမောင်ဖုံမှုဘာညာအဲ့လောက်ကလေးနဲ့စားဖာအစမှာဘူးဒါတွေကဒါရဲရေးပိုင်နဲ့ရဲစစ်လို့ရတဲ့မှုတွေအဲ့တော့နိုင်ငံတော်နဲ့ပတ်သက်တဲ့နိုင်ငံတော်လူမျိုးရေးနဲ့ပတ်သက်တဲ့ကိစ္စမျိုးပါဝင်ပတ်သက်နေလို့ဒါပဲဒါစားဖာအကုန်စစ်စစ်ဖြစ်နေလို့အကြမ်းမြင်ကျွန်တော်သုံးသက်တယ်ကျွန်တော်သုံးသက်တယ်ဆိုတာလေကျွန်တော်ရှိဦးပေးဖို့တဲ့တရေရင်းမြစ်တစ်ခု၆သုံးသက်လိုက်တာနော်ဆိုတော့ကျွန်တော်တို့ညီကောင်မောင်မတွေကိုပြောချင်တယ် တမလို့ယူချစ်မြန်လို့တမလို့ယီကိုထောက်ခံတယ်ဆိုတာနဲ့လုပ်ချင်တယ်လုပ်လို့မရဘူး။တမလို့ယူချစ်တယ်ခဲတော့ဘယ်သူမှတမလို့ယူချစ်ပါလို့အမိထုတ်မထားဘူး။မလို့တမလို့ချစ်ရမယ်လို့သင်ယူညွှန်းတဲ့မှာလည်းပြမထားဘူး။အဲ့တော့ကျွန်တော်တို့အဖေဥပ္ပိုလ်တိုင်းဥပ္ပိုလ်သားဆိုင်တမလို့ယူချစ်မြန်လို့ကပါမယ်လို့လည်းဆရာတော်တွေခေါ်မထားဘူး။မွေးလာတဲ့ဖိနေမိတယ်လည်းမိုးလင်းလာတဲ့နေ့တမလို့ယူချစ်ရမယ်လို့ပြောမထားဘူး။မိမိရဲ့ပင်ကိုအသိစိတ်အသက်ဆက်ဆင်းနေပြည့်ပြီ။အဒီနိုင်ငံတကာကနေပဲလူကြီးအဖြစ်စည်ရင်းသွင်းလိုက်ပြီ။မိမိကိုမိမိစဉ်းစားဆုံးဖြတ်နိုင်စွာရှိပြီလို့တကဘာလုံးကသတ်မှတ်ထားတဲ့အသက်ဆက်ဆင်းနေကြော်တဲ့လူတိုင်းကိုယ်ဆုံးဖြတ်ချက်နဲ့ကိုစစ်တပ်ကိုထောက်ခံကြတာ။ ကိုယ်ဆုံးဖြတ်ချက်နဲ့ကိုစစ်တပ်ကြီးကိုဆက်နေရတာအားလုံးကကိုယ်ဆုံးဖြတ်ချက်နဲ့ကိုပဲဒါအဲဒီဆုံးဖြတ်ချက်အပေါ်မှာရက်တည်သွားတာမိဘလောက်တဲ့လူကတမရုံထောက်ခံတယ်သာသမီကတမရုံနဲ့ဆက်ကျင်တယ်သားသမီးကတမတော်ကိုထောက်ခံတယ်မိဘလုပ်တဲ့လူကတမတော်ကိုဆန့်ကျင်တယ်မိဘရောသားသမီးရောတမတော်ထောက်ခံတယ်မိဘရောသားသမီးရောတမတော်ဆန့်ကျင်တယ်အများကြီးပဲလောက်ကမှာမိဘနဲ့သားကြီးကတမတော်ထောက်ခံတယ်သမီးတွေကတမတော်ဆန့်ကျင်တယ်မိသားစုတွေမှာအများကြီးပဲညီကောင်မောင်တို့ကအဖေအမေတယောက်နဲ့တယောက်နဲ့စိတ်သွေးထားခြင်းမတိုက်ဆိုင်ကြဘူးဘာကြောင့်လဲကိုယ်စိတ်တိုင်းကြကိုယ်စိတ်နဲ့ကိုယ်လွတ်လပ်စွာဆုံးဖြတ်ပြီးတော့လောက်ကြတဲ့အလုပ်တွေပြောချင်တာကကိုယ်ရွေးချယ်မှု ဆိုတော့ကိုဘာသာကိုတတ်မတော်ကြီးကိုချက်တာလေကိုဘာသာကိုတတ်မတော်ကြီးအတွက်မခံမရက်နိုင်ဖြစ်ပြီးတော့တတ်မတော်ကိုဆန့်ကျင်တဲ့အဖွဲ့အစည်းတွေကိုကိုဘာသာကိုအပြည့်ပြောတာလေကိုဘာသာကို speaker လို့တဘသူကမြန်မင်းတို့လောက်ရမယ်ရောမင်းတို့လစားပြီးမယ်ရိတ်ခါပြီးမယ်ဒီလိုပြောလို့ခိုက်ထားတာဘာလို့ရှိလို့လဲကျွန်တော်ကသဘောပေါက်လားမသိဘူးကျွန်တော်ကိုစီကိုစားပြီးလုပ်တာအခုပြောနေတဲ့ internet ဖုန်းပြီးကိုကကိုဖြည့်ရတာကျွန်တော်ကတော့ telinor ဖြည့်တာပေါ့လေတော့ telinor ကိုက90ကိုကိုကျက်ဆိုရင်1135 mb ရတယ်3ရက်စာအဲ့တော့ဒီနေ့တရက်ကိုတော့1000ပြားလောက်တော့ထည့်ရတယ် ောက်တဲ့တင်းလက်ခံတာလေးတင်းလေးတွေကြည်တာလေးတွေလိုက်လေးလာတာလေးတွေတုံးတက်တာလေးတွေလောက်ရတယ်ပြီးတော့လိုက်တင်တဲ့ဥစ္စာလေးလောက်ရတယ်တည့်ကို1000လောက်တော့ပုံမှန်ကုန်တယ်ဒါပဲချက်ကုန်ရတဲ့ဘာမှရှိဘူးအတင်းလက်ရတဲ့လည်းကျွန်တော်ပတ်ဆက်ပေးရတာကိုကျွန်တော်လိုပဲတတ်မလို့ယူချစ်ခင်နေတဲ့လူတွေရှိတယ်တတ်မလို့ယူမြန်လို့တဲ့လူတွေရှိတယ်တတ်မလို့ဘက်ကနေရက်တကယ်လူတွေရှိတယ်တို့ကကျွန်တော်လူမပြောရဲဘူးအဲ့တော့တို့နေနေမှာဖြစ်တဲ့အကြောင်းအရာလေးကျွန်တော်ကြည့်လိုက်ကိုယ်ဆိုင်ကြီးကျွန်တော်တို့နေမှာတော့ဘယ်လိုဖြစ်တာကိုယ်ဆိုင်ကြီးကျွန်တော်တို့နေမှာတော့ဘယ်လိုဖြစ်တာကိုယ်ဆိုင်ကျွန်မဘယ်ခေတ်ကိုသွားတယ်ဘယ်လိုတွေ့တယ်အခုကျွန်တော်တို့ဘယ်နေရာလေးကိုသွားတယ်ဘယ်လိုတော့မြင်ခဲ့တယ်ကျွန်တော်ရှိရဲ့အဲ့ချက်လက်တွေရောက်လာတယ်ရောက်လာတဲ့ချက်လက်တွေပေါ်မှာ စစ်စင်းနဲ့ဆိုင်တဲ့ကိစ္စတွေဆိုကျွန်တော်ဇာတ်ရက်ထည့်မပြောတော့သူ့တက်ဆိုင်ရဲ့ပုံကိုဒီလိုအကြောင်းကြားရင်ကျွန်တော်ရှိတော့ဒီလိုလိုဒီလိုလေးတရင်ပြေးလာပါတယ်ခင်ဗျကျွန်တော်ရှိတော့ဒီလိုဒီလိုလေးပြောလာပါတယ်ခင်ဗျတက်ဆိုင်ရဲ့ပြန်ပို့လိုက်တယ်အများပြည်သူနဲ့ဆိုင်တဲ့ကိစ္စနော်အများပြည်သူဆိုင်တဲ့ကိစ္စအားလုံးဝိုင်းပြီးတော့စဉ်းစားရမယ်ဆုံးဖြတ်ရမယ်အားလုံးရဲ့ဆန္ဒပါတဲ့ကိစ္စမျိုးဆိုရင်ကျွန်တော်ဒီနေရာပြောတယ်စီးနေပတ်သက်ကိစ္စစီးနေပတ်သက်ကိစ္စသူ့အတူသွားလိုက်မယ်ကိုလုံးနိုင်တယ်လုပ်တယ်မလုပ်နိုင်တာကိုမလုပ်ဘူးအဲ့တော့နေကောင်းရင်လုပ်တယ်နေမကောင်းရင်မလုပ်အားရင်လုပ်တယ်မအားရင်မလုပ်ဘူးကျွန်တော်ညာတိုင်းပြောရမယ်လို့ဘယ်သူမှတောင်းပေးမထားဘူးပြောချင်ပြောမယ်ပြောချင်တဲ့နေ့ပြောမယ်မပြောချင်တဲ့နေ့မပြောဘူးကိုယ်သဘောနဲ့ကိုယ်ပဲရယူရှင်လေးပဲလေ တော့ချစ်ချင်တဲ့နေချစ်လိုက်မယ်မုန်းညင်တဲ့နေလည်းမုန်းလိုက်မယ်လူထဲမှာကိုယ့်လူလက်ခုနဲ့ကိုယ်ပဲဟုတ်လားကိုယ့်ချစ်ဒီလိုချစ်နေသေးတယ်ဟောကျွန်တော်အပေါ်မှာမကောင်းမှန်းသိသိနေကိုကျွန်တော်ရှင်းနေတယ်ကောင်းတာဘောနာသူ့လို့ကိုယ့်လို့မဟုတ်ဘူးကိုကောင်းအောင်နေရမှာကိုယ့်လို့လက်ရှိနိုင်ငံမှာလက်နက်ကင်ဖွဲ့စည်းနှစ်ရက်ရှိတယ်တက်မတော်ကတရက်တီအိုတွေနဲ့ပီဒီအက်ကတရက်အဲ့ဒီလက်နက်ကင်ဖွဲ့စည်းနှစ်ရက်မှာဒီနိုင်ငံရဲ့အကျိုးစီးပွားဒီနိုင်ငံရဲ့ရုံချုံကြီးနဲ့ဒီနိုင်ငံတိုးတက်ရေးကိုအမှန်တကယ်ကာကွယ်နေတဲ့အဖွဲ့အစည်းလက်တွေလှုပ်ဆောင်နေတဲ့အဖွဲ့အစည်းအဲ့ဒီအဖွဲ့အစည်းကျွန်တော်ရည်တည်ရမှာတကယ်လို့သာ တတ်မတော်ဆိုတဲ့အဖွဲ့အစည်းကစန့်ကျင်ဘက်လက်နက်ကိုင်နေနဲ့အလားတန်တူလုပ်ရမျိုးလုပ်လိုက်ရင်နှစ်ဖွဲ့စလုံးကိုကျွန်တော်တို့ရက်တည်ရမလို့တော့ဘူးမကန်နဲ့ပဲကျွန်တော်တို့ရက်တည်ရမှာလေကျွန်တော်ပြသဘောပေါက်လမ်းသိဘူးပြည်သူတက်ပဲကြည့်တာအဖွဲ့အစည်းကိုကျွန်တော်ကြည့်တော့ဘယ်ဖွဲ့အစည်းဖြစ်ကျွန်တော်စိတ်ဝင်စားအောင်ကောင်းအောင်တော့ရင်သူ့လုပ်ရမှန်နေသူ့လုပ်တာကောင်းနေကျွန်တော်ထွက်ခံပြေးပါဘာကြောင့်လဲကျွန်တော်ဒီနိုင်ငံကြီးတိုးတက်တာဒီနိုင်ငံကြီးအေဂျင်တာဒီနိုင်ငံတရားဝါပြောတာကိုမြင်ချင်တာဘယ်ဘက်ကပဲလုပ်လို့တိုးတက်တာဝေကြီးတယ်ဘယ်ပါတီကပဲလုပ်လို့တိုးတက်ဝေကြီးကျွန်တော်ပါတီစုမရှိဘူးဒီကနေ့ဒီချိန်ဒီ2030 2050 2020 ဘယ်ရွေးကောက်ဖို့မှကျွန်တော်မသွားဘူးတခါမှမပေးဘူးရှင်းရှင်းပြောတာဘာလို့ဘယ်ပါတီကိုမှမယုံလို့မျိုးရှင်းနေဘသူမှလည်းမကြိုက်ဘူးအဲ့ဒါဘသူမှလည်းမမပေးဘူးဘသူတော့မှလည်းမဲဆော်မပေးဘူးခိုင်ရှင်းရောကိုလိုမှကူစားတာဘယ်ပါတီတက်တဲ့ကိုလိုမှကူစားတာအဲ့ဒါကျွန်တော်ပြောရမင်းနိုင်ငံလို့တဲ့အဲ့ဒါကဘာလို့ပြောတာလဲဟုတ်ပြီအခုကျွန်တော်တို့လုပ်တယ်ဘာလို့လုပ်လဲကိုယ့်ဘက်ကိုလုပ်တာဒီလိုပြောတယ်ကိုယ့်ဘက်ကိုပြောတာဘာကြောင့်လဲကျွန်တော်တို့အေးအေးချမ်းချမ်းနေချင်းလို့ကျွန်တော်တို့စီးပွားရေးကောင်းကောင်းလုပ်ချင်လို့ကျွန်တော်တို့အေးအေးဝေါ်ဝါအေးချင်လို့ အင်တာနက်တွေကျွန်တော်တို့ဈေးတက်တက်တက်နဲ့သုံးခြင်းလို့ဒါဆိုကျွန်တော်တို့အလုပ်လုပ်နေတာဘာကြောင့်လုပ်တာလဲကျွန်တော်တို့ကိုယ့်အတွက်ကိုယ်လုပ်တာအခုကျွန်တော်ဒီကနေစကားပြောတယ်အခုလိုတွေပြောနေတယ်2021ခုနှစ်နိုင်ငံတော်အာဏာထိမ့်နေဖြစ်စဉ်ပြီးတဲ့အချိန်နော်၄ရက်နေမှလမ်းပေါ်ဆက်ထွက်တယ်၁ရက်နေမှနေပြီးတော့နေပြီးတော့မှဆက်ပြီးတော့တပြေကုန်းဝိုင်းမှာဆက်ပြီးတော့ရုံးဆိုင်ခမှုတွေဆက်ဖြစ်တယ်အဲ့ဒီ sorry ၈ရက်နေမှဆက်ဖြစ်တယ်ကျွန်တော်၁၀ရက်နေမှဆက်ပြီးပထမဆုံး like ဆက်လွှင့်ပြောတယ်ပေါ့နော်အများအကျိုးအတွက်ပြည်သူအတွက်ခေါင်းစဉ်ဘယ်လိုတက်တယ်အားလုံးကျွန်တော်တို့ကျွန်တော်တို့လုပ်တာခဲလို့တက်မလို့ယူချစ်တယ် ခင်ဗျားတို့ခင်ဗျားတို့ချစ်တယ်။ဘာကြောင့်လဲ။တက်မလို့ရဒီဂျက်ဖက်တွေကိုနှိမ့်နှိမ့်နိုင်မယ်လို့ထင်လို့တော့တက်မလို့အားပေးတာ။ဒီဂျက်ဖက်တွေကိုတက်မလို့နှိမ့်နှိမ့်နိုင်ရင်ခင်ဗျားတို့စီပွားရေးပုံမှန်ပြန်လုပ်လို့ရမယ်။ဘာသမီးတွေပညာရေးပုံမှန်ပြန်လုပ်လို့ရမယ်။ဒီအတွက်နိုင်ငံအေးချမ်းမှုအတွက်ခင်ဗျားတို့လှုပ်လှုပ်နေကိုယ့်အကူလှုပ်လှုပ်တာ။ဘာကြောင့်လဲ။ကိုယ့်အေးချမ်းကြီးလို့ကိုယ့်အေးချမ်းရင်ကိုယ့်မိသားစုအေးချမ်းရင်ကိုယ့်ရက်ရွာအေးချမ်းရင်ကိုယ့်မျိုးကြီးအေးချမ်းရင်ကိုယ့်တိုင်းအေးချမ်းရင်ကိုယ့်နိုင်ငံအေးချမ်းမှာစိတ်နဲ့ထင်တာအတူတူတယောက်ချင်းစီတိုင်းအေးချမ်းရင်နဲ့စိတ်ဆန္ဒလေးတွေနဲ့ကိုယ့်ကိုယ်နဲ့အလုပ်လုပ်ဖို့လိုတယ်။ဟုတ်ပြီနော်။ သူများလုတ်ပေးမအောင်စောင့်နေနဲ့ကိုယ့်ကိုလုတ်ဖို့ဒါကြောင့်လို့ကျွန်တော်မြန်မာနိုင်ငံမှာကိုထူကိုထဆိုတာတွေပေါ်လာတာကိုအားကိုကိုဆိုတဲ့စကားလုံးတွေပေါ်လာတာသူများလုတ်ပေးမအောင်စောင့်ခင်ဗျာဝါဆိုးတော့မယ်နော်နှစ်ပရိစေတာရှေ့ကြတော့မယ်ကိုလုဆက်ရှေ့လုတ်ဒါကြောင့်မလို့တပ်မတော်တစ်ခုတည်းရဲ့အင်အားနဲ့မလုံလောက်လို့ကိုမျိုးကိုကာကွယ်ခြင်းနဲ့လူရပြည်သူစစ်ဆိုတော့ဖွဲ့ပြီးတော့ကိုမျိုးနဲ့ကိုကာကွယ်နေကြတာအဲ့ပြည်သူစစ်ဖွဲ့ပြီးတော့ကိုမျိုးကိုကာကွယ်တာမလုံလောက်သေးလို့ကိုရိုက်ရွာထဲမှာရှိတဲ့တခိုးချိုးတွေလူစုလူမိုက်တွေထိမ့်သိမ့်ကိုအကြက်ဖက်နေနေအဖွဲ့ဆိုတာခါထပ်ပြီးဖွဲ့စည်းရတာအဲ့ဒါနဲ့နေမလုံလောက်လို့ရက်ွက်အုပ်ချုပ်ရေးပိုင်းနေမှာကြီးပါလူလူအခြေပြု ရထောက်ကူအဖွဲဆိုတာကြီးထပ်ပြီးတော့ဖွဲ့စည်းထားတာ။ဘာကြောင့်လဲ?ကိုရွာကိုကာကွယ်တာ။ရွာကာကွယ်တဲ့အဲ့ရွာထဲမှာကိုရီကိုရီနေတာလေ။ကိုကိုကိုကာကွယ်တာ။ညိုရှင်းနေ။ကို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 လုံချုံရင်။ကိုအိမ်လုံချုံရင်။ကိုလန်းလုံချုံတယ်။ကိုလန်းလုံချုံရင်ကိုရက်ွက်ကြီးလုံချုံမယ်။ကိုရက်ွက်ကြီးလုံချုံရင်ကိုမျိုးကြီးလုံချုံမယ်။အားလုံးကိုတက်ကိုလုံလို့အောင်။ဟောကျွန်တော်ရိုးရှင်းပြောနော်။ခင်ဗျားတို့အကြံဖတ်မှုတွေကိုပပျောက်ချင်နေဆိုအကြံဖတ်မှုတွေကိုခင်ဗျားတို့တိုက်ထုတ်အောင်။ကိုကိုရီဝင်တိုက်တယ်တိုက်ဘာလို့ကိုတက်ကိုလုံလို့အောင်။ကျွန်တော်ပဲရှင်းလာလိမ့်။ဘသူကမှခင်ဗျားတို့လုတ်ပါလို့ညာပြောလို့မရဘူး။ ကိုအတွက်ကိုလောက်ရမှာရန်သူတွေအင်အားကြီးထွားလာတယ်မတိုက်ရင်မဖြစ်ဘူးတိုက်ကြတယ်ဘယ်သူတိုက်မှာလဲစစ်သားတွေတိုက်လိမ့်မှာပေါ့အဲ့စစ်သားတွေမရှိတော့ရင်ဘယ်သူတိုက်မှာအဲ့ဒီစစ်သားတွေရန်သူနဲ့တွေ့လို့တဖြုတ်တဖြုတ်တဖြုတ်ဖြုတ်ကုန်လိုက်ခါမှာပြန်လေဖြစ်တယ်ပေါ့ဘယ်သူတွေပြောမလဲအဲ့ဒီစစ်သားတွေတိုက်မှာဖို့လို့ပြောတဲ့လူတွေကိုတိုင်းစစ်သားအဖြစ်နဲ့ပြန်တိုက်ရမှာကို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 အတွက်ကိုလောက်ရမှာပြောစင်တာနော်အဲ့ဇဘုံနဲ့တုတ်တုတ်လောက်လို့သွားတာဒါပေမဲ့အတ္တနဲ့ပရာရှင်လာတယ်ကိုအတွက်တဖို့တယ်ကြည့်လို့မရဘူးကျွန်တော်တို့မြတ်စွာဘုရားဟောထားတာရှိတယ် ို့အတွက်အဆင်ပြေတယ်သူများအတွက်အဆင်မပြေဘူးအဲ့ဒီအလိုမျိုးမလုပ်ရဘူးသူများအတွက်အဆင်ပြေပြီးကို့အတွက်အဆင်ပြေမဲ့အလုပ်ကိုလည်းမလုပ်ရဘူးကိုလည်းအဆင်မပြေဘူးသူများလည်းအဆင်မပြေဘူးအဲ့ဒီအလိုမျိုးကိုလည်းမလုပ်ရဘူးအေးကိုကိုယ်တိုင်လည်းအဆင်ပြေမယ်သူများလည်းအဆင်ပြေမယ်အဲ့ဒီလိုအလိုမျိုးကိုလုပ်ကောင်းတယ်လုပ်တယ်ခင်ဗျားတို့ကိုယ်တိုင်ကို့အတွက်ကိုအလုပ်လုပ်ရင်အဲ့ဒီအလုပ်ဟာကဲတို့နေထိုင်တဲ့ရက်ကွက်ကဲတို့နေထိုင်တဲ့လမ်းကဲတို့နေထိုင်တဲ့အိမ်အတွက်အကျိုးပြုသလားဆိုတော့စဉ်းစားပြုရင်တော့ ကိုတယောက်တည်းပဲကောင်းတယ်ကိုအိတ်အတွက်တောင်အကျိုးမပြုဆိုအဲ့ဒီအလုံးမျိုးမလုတ်တင်ဘူးလို့ကျွန်တော်ပြောချင်တယ်ကိုကိုချစ်ကိုအလုံးကိုလို့ကိုအတွက်ကိုလို့ဘသူကမှခင်ဗျားလို့လုတ်ပါလို့လာပြောလို့မရဘူးသူများကပြောလို့လုတ်တယ်မတတ်တာလို့လုတ်ရလဲစိတ်မပါဘူးစိတ်မပါတဲ့အလုံးကမအောင်မြင်ဘူးကျွန်တော်တို့ဆရာပြပြောတဲ့စကားတို့ရှိတယ်လုတ်ချင်သည်ဖြစ်စီမလုတ်ချင်သည်ဖြစ်စီအလုံးတစ်ခုကိုလုတ်ခွင့်ရပြီလုတ်ရပြီဆိုရင်စိတ်ပါလက်ပါလုတ်အကောင်းဆုံးလုတ်ဟုတ်ကဲ့မလုတ်ချင်မလုတ်ဖဲနေတာပိုကောင်းတယ်မလုတ်ချင်လုတ်ချင်နဲ့လုတ်တဲ့အလုံးကအချိန်ကုန်သွားတယ်ခွန်အားတွေဆုံးဆုံးသွားတယ် အောင်မြင်မလားဘူးရော့အကောင်းဆုံးဖျက်လို့ကို့အတွက်ကို့ကြိုးစားကို့အတွက်ကို့အကောင်းဆုံးဖျက်လို့ကို့ကိုကာကွယ်ကို့ကိုမြင့်တယ်ကိုကိုယ်တိုင်အေးချမ်းကျင်ကျင်အဲ့ဒီအေးချမ်းမှုကိုကိုယ်တိုင်ရှာခွေမြန်မာတနိုင်ငံလုံးမှာရှိတဲ့လူတွေအကုန်လုံးအေးချမ်းကျင်နေဆိုရင်အဲ့ဒီလူတွေအကုန်လုံးတယောက်မှချင်မိမိအေးချမ်းမှုမိမိရှာခွေရမှာအဲ့ဒီလိုဝိုင်းမှုရှာခွေမှရမှာဟာစစ်တိုက်တဲ့အလုပ်ကစစ်သားအလုပ်ပါစစ်သားဆိုဘယ်ရလာလဲကျွန်တော်ပြောပြပြီးပြည်သူအင်အားရှိမှစစ်တဲ့အင်အားရှိပါအရာအလုံးပြည်သူကပဲပေါက်ပါလား ရဲဆိုလည်းပြည်သူကလာတာစီပင်လည်းပြည်သူကလာတာခေါင်းဆောင်ဆိုတာလည်းပြည်သူကလာတာကျောင်းဆရာဆရာမတွေအားလုံးပြည်သူတွေကလာတာဒီပြည်သူဆိုတဲ့အစုအဝေးတွေကလည်းဒီအရာတွေအားလုံးဖြစ်ပေါ်လာတာအဲ့တော့အခြေခံဒီမြေကြီးပေါ်မှာမျိုးစီလေးတွေကျဲချလိုက်အကုန်လုံးအပင်ပေါက်လာအဲ့ဒီပေါက်တဲ့အပင်တိုင်းဒီဒီမြေကြီးဆိုတဲ့ပြည်သူတွေကိုအမိပြုတ်ပြီးမှဖြစ်ပေါ်လာဆိုတော့ကျွန်တော်ပြောချင်တာဒီကနေ့အဲ့ဒါကိုယ့်အတွက်ကိုယ်အလုပ်လုပ်ကိုယ်အေးချမ်းမှုကိုယ်ตายရဖို့ကိုယ်အစဉ်ပြေဖို့ကိုယ့်အတွက်ကိုယ်အလုပ်လုပ်သို့တော့ကိုယ်လုပ်တဲ့အလုပ်ဟာကိုယ်တယောက်တည်းအတွက်မဟုတ်ဘဲနဲ့ကိုမိသားစုကိုအိမ်ကိုလမ်းကိုရက်ွက်ကိုမြို့ အထီးအကောင်းဆုံးရလက်ကိုပေးနိုင်တဲ့အလိုမျိုးကိုရွေးလုပ်ပါလို့ပြောချင်စစ်အာဏာရှင်တွေကိုတိုက်ထုတ်ဖို့မန္တလေး PDF ထိတ်ခေါ်စစ်ကောင်စီကိုအတူတကွတိုက်ထုတ်ပြီးတာယာဝပြောတရားမျှတပြီးလွတ်လပ်တဲ့တိုင်းပြည်ကိုတည်ထောင်ကြဖို့မန္တလေးအခြေစိုက်တော်လှန်ရေးတပ်ဖွဲ့ဖြစ်တဲ့ပြည်သူ့ကာကွယ်ရေးတပ်မတော်မန္တလေး PDF ကဖိတ်ခေါ်လိုက်ပါတယ်။ စစ်ကောင်စီဟာမြို့နယ်အလိုက်ရက်ကွက်အလိုက်မိသားစုအလိုက်လူငယ်လူရွယ်တွေကိုအတင်းအကျပ်မဲနိုင်ရွေးချယ်ပြီးစစ်တင်နှံပေးကရှေတန်းဖို့အသေးခံခိုင်းဖို့လှုပ်ဆောင်နေတာဖြစ်ပြီးဒီလိုလုပ်နေတာဟာစစ်ကောင်စီကလူအရေးအတွက်များများစတိတဲ့နည်းနဲ့သူတို့လိုအပ်နေတဲ့အချိန်ကိုဆွဲဆက်နေတာဖြစ်ကြောင်းမန္တလေး PDF ကဆိုထားတာပါစစ်မှုထမ်းအပတ်စဉ်ဆိုတာကလည်းအပတ်စဉ်၁၀နှစ်နဲ့တင်မကနောက်ထပ်ရတဲ့လောက်သူတို့လိုတဲ့လောက်စက်တိုက်လှုပ်ဆောင်သွားမှာဖြစ်လို့ဒီကိစ္စကတော်ရုံမျိုးပါမကြံလူငယ်တိုင်းတတိချက်ကြပါ နောက်ဆုံးမှဖြစ်မနေလက်လက်ကင်တိုက်ပွဲဝင်ရတော့မယ်ဆိုရင်လေတရားတော်ဘက်ကပဲရက်တီဖို့ဆုံးဖြတ်ကြပါလို့လေမန္တလေး PDF ကထုတ်ပြန်ထားပါတယ်အခုလိုပြည်သူလူထုကိုညှဉ်းပန်းနှိပ်စက်နေတဲ့အာဏာရှင်စနစ်ဆိုးကိုတိုက်ထုတ်ကြဖို့အရေးကြီးဆုံးအချိန်ရောက်ရှိလာပြီဖြစ်တာကြောင့်စစ်အာဏာရှင်ကိုဖြုတ်ချဖို့ကျွန်တော်တို့နဲ့အတူပူးပေါင်းပါဝင်အားဖြည့်ပေးကြဖို့ကိုလည်းမန္တလေး PDF ကနေဖိတ်ခေါ်ထားတာဖြစ်ပါတယ် ကျွန်တော်တို့ပြည်သူ့ကာကွယ်ရေးတပ်မတော်မန္တလေးအနေနဲ့စစ်အာဏာရှင်လက်အောက်မှာစစ်မှုမထမ်းလို့တဲ့လူငယ်တွေကျွန်တော်တို့နဲ့အတူစစ်အာဏာရှင်စနစ်ကိုအမြင့်ပြတ်တွန်းလှန်တိုက်ထုတ်လို့တဲ့လူငယ်ကြားမမရွေးကိုလှိုက်လဲစွာကြိုဆိုဖိတ်ခေါ်လျက်ရှိပါတယ်လို့လည်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ပြောထားတဲ့သူမျိုးချစ်ဆိုတဲ့ကိစ္စကတော့နိုင်ငံတော်ချစ်နေုံနဲ့လည်းမပြီးဘူးကွာ။ အခုလိုမျိုးပြောရေးဆိုရေးလာတဲ့အခါကျတော့တေးတကများအပြေးတကများလို့သူရဲ့ follower ကများလာသူရဲ့ follower ဆိုရဲဟာကတော့ TikTok ဘွား follower တွေမဟုတ်တော့အပြင်မှာသူ့နောက်ကို like တဲ့လူတွေကများလာများလာလို့ရှိလို့ရှိရှင်အဲ့လိုမျိုးလူအင်အားများလာတဲ့သူတယောက်ကိုဘယ်အစိုးရမှမကြိုက်တာတော့အမှန်ပဲကွာဒါထုံးစံပဲမဟုတ်အရင်တော့ဆိုလို့ရှိလို့ရှိရင်တော့ဥစားကနာကြီးအမှန်တရားကိုဇော်ပွင့်လို့တော့ပြောတာမဟုတ်တော့ရည်ရင်ကြည်ကြည်လေးအမှန်တရားကိုပြောတာတော့မှမင်းဥစားကနာကြီးအထက်ထွက်ရလို့နော်အခုဇော်ပွင့်ကြောက်ပြောတဲ့ဥစားကိုသူ့ဘောင်သူဒီချိန်ဒီအခုဆိုလွတ်နေပြီဆိုတဲ့အတန်းတော့ကြားရတယ်နော်ဟုတ်လားမဟုတ်လားတော့မသိသေးဘူးကိုကြီးလက်စည်ရင်း confirm မကြသေးဘူးနော် ဲ့တော့ဒေါင်းနိုင်ငံကဒီမိုကရေစီလို့ဆန်ပါသေးတယ်เนาะတုံတုံဇာကနာလောက်ပြောမယ်ဆိုတော့ပြောလို့ရတယ်အကိုကြီးဆိုလို့ရှိရင်လည်းပြောနေတာပဲဟုတ်လားเนาะနိုင်ငံတော့ပြောတာလीနားလေလူကနားလေအဲ့တော့ဇော်ဘုန်းကြီးဟာသူ့ရဲ့အတွင်းစိတ်တံကွာသူကတော်တော်တိုင်းပြည်ကိုချစ်တဲ့သူကွာသူ့ရဲ့ရှင်ရဲ့စကားတွေတော့တနေ့ကိုတမင်းနှစ်နှစ်ပဲစားရတဲ့အတူတူဘာလောဘတက်နေကြလူတွေဆိုသူ့ရဲ့စကားလေးတွေကဒါအမှန်တရားပဲတနေ့လူတိုင်းကတမင်းနှစ်နှစ်ပဲစားရတာကိုခင်မှာကိုတိုင်းကြီးကိုကောင်းကောင်းထုတ်သွားမယ်ဆိုစိတ်တံမျိုးတော့ ထားတင်တာပေါ့ဒါသူ့ရဲ့စကားနဲ့မကူမှန်ကန်တဲ့အချက်တွေကိုထောက်ပြအဲ့တော့ तू ကဖိုတိုကများလာမယ်သူ့ရဲ့နောက်အင်အားများလာလို့ရှိလို့ရှိရင်ချိန်တန်ကြလို့ရှိလို့ရှိရင်ဇော်ဘွင်းကနိုင်ငံတော်တမရတော်ဖြစ်နိုင်တဲ့အခြေချင်းရှိနော်စိတ်ကူးရင်ကြည့်လိုက်ဇော်ဘွင်းနိုင်ငံတော်တမရဖြစ်လို့ရှိရင်နော်တန်းစီပြီးဒုက္ခရောက်မဲ့ကောင်တွေအများကြီးပဲငါတို့ရဲ့ဒီစိုးရတဲ့မှာပေါ့ကွာဟုတ်လားတဘုံပြောတဘုံဆိုတဲ့ဥစ္စာကငါတို့နိုင်ငံကိုငါတို့ရဲ့ဒီစစ်တပ်တက်မလို့ယူနိုင်မှုဆိုတာအဝေးကြီးဖြစ်လည်းမဖြစ်နိုင်ဘူး ဒီကောင်စိတ်ကူးတွေရင်းနေတာဟုတ်လားအဲ့တော့နိုင်ငံတော်မှာနိုင်ငံတော်ချစ်တဲ့တမရကောင်တယောက်မွေးဖွားလာလို့ရှိလို့ရှိရင်ဘာလို့နိုင်ငံတော်အများကြီးကြိုးရှိတယ်လက်ရှိကွာဒုက္ခရောက်သွားနိုင်တဲ့လူတွေကဒုက္ခမြောက်ပြင်းတဲ့အချိုးလေးပဲပြင်လိုက်နော်ဘယ်သူမှဒုက္ခမပေးဘူးပဲထားလိုက်နော်ငေါနိုင်ငံကြီးကတော်တော်ကိုအဆင်ပြေသွားမှာအဲ့ဒါကြောင့်မလို့ကိုကြီးကတော့ဇော်ဘုံကြီးကိုရန်သဘောကျတဲ့အထက်မှာပါတယ်ကိုကြီးကအသက်ရွယ်ရတော့ကွာဒီလူငယ်လူမျိုးမလုံနိုင်တော့တဲ့အတွက်ကြောင့်မလို့ကိုကြီးကအပေးဝင်းရံတယ် ဇော်ပွဲကိုအပြင်ဝင်ရတဲ့ဒီမှာပါတယ်အတိကောင်းတယ်ဒါပေမဲ့ဒီကဒီမိုကရေစီစံတဲ့အတွက်ကြောင့်မဟုတ်လို့လေကိုကြီးတို့တက်မလို့ရတယ်သူ့ကိုပြင်းထန်တယ်နှစ်ကုန်မယ်လို့ကိုကြီးကမထင်ဘူးကွာဟုတ်ပြီလားနော်အဲ့တော့ရိုင်းစိတ်မပူကြနဲ့အခုတော့တချို့လူတွေပြောတယ်အစဉ်ပြေနေပြီပြောတယ်ကိုကြီးကတော့ခိုင်မာခိုင်လုံတဲ့သတင်းဌာနကနေလာမှပဲရုံမယ်ကိုကြီးအခုဇော်ပွဲဖန်ခံရတဲ့ကိစ္စကိုလည်းပေါက်ကူရဲသတင်းကိုကြည့်မှကိုကြီးကကွန်ဖမ်းပြောတာနော်ဟုတ်ပြီလားဒါဇော်ပွဲနဲ့ပတ်သက်တဲ့ဟော့ကီရှူလေးကဒါပဲနော်ဒီဟာနဲ့ပတ်သက်ကွန်မန့်က မီဒီယာမှာတော့ဇော်ဖုံးအင်းအတင်းပေါ့နော်ပါလာတယ်ဒါပေမဲ့ခေတ်သစ်မီဒီယာဆိုတာကိုယ်တို့ဒီနေ့မှနားမထောင်တဲ့မီဒီယာပေါ့နော်အလေအညာတွေနဲ့တည်နေတဲ့မီဒီယာမို့လို့ကိုရဘာမှမပြောလို့ဇော်ဝင်းဘာဖြစ်နေလဲဖန်ခံရလားဖမ်းမခံရလားတော့မသိဘူးကွာတရက်နေ့နော်တရက်နေ့မှာဦးဖျားနော်ခုနကကိုကြီးပြတယ်ကိုကြီးရဲ့မော်တော်ဆိုင်ကယ်ကြီးသုံးစီးရှိနော်ကိုကြီးမော်တော်ဆိုင်ကယ်ကိုရဲအများကြီးလာဆက်သွားနော်တိုက်တင်ရှိမရှိအဲ့တော့ပြောချင်တာကဘာလဲဆိုတော့ကိုကြီးကလည်းလည်းရှင်းကြည့်လို့လားနည်းနည်းရှင်းကြည့်လို့ကိုကြီးကိုတိတ်သွားဆက်တာ တော့ကိုရောအဲ့ဆက်ပြီးတုံးစီတုံးတိုက်စစ်တက်ကြနေတယ်ဟောအဲ့မှာကဘူတောက်ပါစီအောင်လို့ဒါတို့ကဥပဒေပေါင်းလဲမှာငါတို့ကနေတာပေါ့နေတာဖြစ်တဲ့အတွက်ကြောင့်မလို့မင်းတို့ဥပဒေရဲ့လုံခြုံမှုငါတို့ကရတိုက်တော့မင်းတို့ဘာလို့လုပ်ရဘာမှလုပ်လို့မရဘူးပြန်သွားရတယ်ကိုကြီးပြောချင်တာကမင်းတို့တက်မလို့ပဲငါတို့ကလို့အုတ်ချုပ်ရအစိုးရကိုကိုကြီးတို့သဘောကျတာအဲ့ချက်တော့ဥပဒေပေါင်းလဲမှာဒီလိုလုံခြုံမှုပြည့်စုံဟုတ်ကဲ့ဟိုကဘယ်လိုလဲဒီလိုဆိုရတယ်ကွာကိုကြီးတို့ဘာလို့လုပ်ရလဲ 家里都是用那个水泥砖砌的砖，就是你家里开那家的，你不动家，你到外地，搬到外面都买不到，你很高贵的嘛，你老家的嘛，对不对？你家里，俺们房屋拆迁的低啊，对吧？俺们房屋拆迁的低，对不对？你在家，你不要去，早点下班的时候，俺们听说有拆迁的嘛，俺们提前都预定了，俺们提前都预定了，没有啊？提前预定了啊？没有啊？没有啊？